ဒါမဲ့ဘယ်လိုပဲဖြစ်ပါကိုယ်ပရိသတ်တွေခိုင်မာရှိရတဲ့အတွက်အရင်အောင်မြင်မှုကတော့ဘနာနာပေါ်တော်တော်ဖြစ်လို့ဒါကျွန်တော်အဲ့လိုမျိုးဖြစ်နေအောင်မြင်တာပေါ့လက်ရှိချိန်ကြီးကိုအောင်မြင်မယ်ဆိုတော့ဒီထက်ပိုပြီးအောင်မြင်မယ်အနေထားပါပဲ။ဖန်ရတောင်ဆုံးပြောလို့ရတယ်။ဖန်ရတောင်ဆုံးပြောလို့ရလားဆိုရင်တော့အဲပေါ့အကုန်လုံးကတော့သူဖန်တယ်ဆိုအကုန်လုံးကရှိကြတာပါပဲ။အဲ့တော့ကိုယ်ရဲ့ပရိသတ်အပြင်မှုကခိုင်မာရှိတာပေါ့နော်။အဲ့တော့ပရိသတ်အပြင်မှုခိုင်မာရှိရတဲ့အတွက်ကျွန်တော်အနေနဲ့ PD ဖြစ်ပါတယ်။ဖန်ရတောင်ဆုံးလို့တော့ပြောလို့တော့များဘူးပေါ့နော်။အကုန်လုံးကတော့သူပရိသတ်သူဖြစ်တဲ့အတွက် အကုန်လုံးကကြိုးစားနေတဲ့သူတွေဖြစ်တဲ့အတွက်ပရိသတ်တွေကျွန်တော်အများကြီးအားပြီးတော့ကျွန်တော်အနေနဲ့ဒီနေ့ဒီချိန်ထိကျွန်တော်ရက်ဒီနိုင်နဲ့ကျွန်တော်သုံးနှစ်လောက်ပျောက်သွားတာတော့မှကျွန်တော်အခုထိမပျောက်သွားဘူးယနေ့ချိန်ထိ online ပေါ်မှာကျွန်တော်ပရိသတ်အခိုင်မာရှိနေတာဗောနော်ဒါတော့ကျွန်တော်သုံးနှစ်လောက်ပျောက်သွားသေးတာဟုတ်ပါဘောအောင်မြင်နေချိန်မှာလေးရက်တက်လိုက်တာပါခုခုကအရန်ဒီတာယာမှုအောင်မြင်မှုနောက်ကိုလိုက်သွားတာဟိုပျောအရန်ကျော်သွားပြီးတော့ငါအရန်အောင်မြင်နေဆိုဟုတ်တယ်အဲ့ဒီဟိုအောင်မြင်မှုပေါ်မှာတာယာသွားတာဘယ်လိုဖြစ်သွား အဲ့တော့အဲ့လိုမျိုးကိုကပွဲတွေပိုင်းနေမှာဆိုပြီးတော့ကျွန်တော်တို့ကပတ်စံ၃000ပြီပြီဆိုတာလေအောက်ကပဲကြည့်ရတယ်ပြိဿတ်စင်မော်တက်ကမှလည်းဒူးတွေတုံးအဲ့လိုမျိုးစင်မော်လည်းမတက်ရဲဘူးမိုက်တွေကိုအောက်ကနေကြည့်ရတယ်ပြိဿတ်တော့သူများစပါးလေးတွေကြည့်ပြီးအားကြနာတခါပွဲဆုံမဲ့ဆိုပတ်စံ၃000ပြီဆိုတာဘောကနေပြီးတော့ဘုံတိုင်းကျွန်တော်ကြောင်ညာရပြီပတ်စံ၃000တောင်းကလည်းတော့ဟွာဖြစ်သွားတာပေါ့မိဘတွေပဲပေးခြင်းကခြင်းတွေကြာပြီနုပညာကိုတကယ်ကိုပွဲတွေခေါ်တဲ့ချိန်မှာကျွန်တော်မအောင်ကျွန်တော်ပြန်ပြန်ပြန်တော့မအကုန်လုံးချစ်တဲ့မြတ်ဟာတွေကိုညင်းပြီးတော့ချစ်ရလေးနဲ့၃လိုက်စားလိုက်နေတယ်အဲ့လားလေးလည်းကုန်လဲကိုရောကျွန်တော်လည်း ရန်ကုန်ပြန်ရောက်လာအပြန်မရောက်ခင်မှာတော့ကျွန်တော်၃နှစ်လောက်နည်းနည်းလေးကြာသွားသေးတယ်။အဲ့လာပြီးပြီဆိုမှရန်ကုန်မှာတစ်တိုင်းမမနဲ့ကြောင်ညာကိစ္စနဲ့ပြန်ရောက်လာတာပေါ့။၃နှစ်လောက်ပြောက်သွားတဲ့အပေါ်မှာရောအဲ့တည်းကိုကဒီဖြစ်သွားတာမောင်တရရမျိုးရှိတယ်။အဲ့တော့အမှုပညာနဲ့တော့နည်းနည်းအကင်းအဲ့ဒီအချိန်မှာကျွန်တော်ကလက်ကားမနေဘူးလေဂီတာလေးဖြည့်ရလေ။အရှာကြီးတွေ့ကြောင်းနဲ့လေဒါစစ်စချောင်းပဲ။မိတ်ဆွေမောင်တွေဘုံလာကြတော့ ိသက်လိုင်းမမမတက်ဘူးဆိုမြင်မဲ့ကျွန်တော်ကဂီတာလေးကိုယ်တိုင်ကျွမ်းကျင်တဲ့သူတွေလေ့လာတယ်တကယ်ကျွမ်းကျင်သွားယူဟာဖြစ်ပြီဆိုမှကျွန်တော်ကြော်ညာကိစ္စနဲ့ရန်ကုန်မှာတက်အင်းကနေကျွန်တော်ပြန်ပြီးပိသက်နဲ့ပြန်ပြီးဆက်ဆက်ပြန်ပြင်တယ်အားကြမ်းပိသက်တွေကလွမ်းလိုက်တာတကြီးရလိုက်တာဆိုပြီးပြန်စားကြတာပေါ့ကိုနဲ့တူတူကတော့ဒီလိုမျိုးလက်တက်လာတဲ့အမှုပညာရှင်တွေကိုနဲ့တူတူရှိကြတယ်ဟာသူတို့ရဲ့အကြအရန်ချမ်းသာသွားပြောဟာတိုက်တေကားရင်းနဲ့အဲ့လိုမျိုးတွေဖြစ်နေရခြင်းပါကိုကဒီသုံးညနာလေးအကြကိုဒါတွေမရတဲ့အပေါ်မှာရောဘယ်လိုဖြစ်လဲခစားမှုတွေရှိတယ် အဲ့ပေါ်ကျွန်တော်ကမစူးစမ်းခဲ့တာဟိုအဲ့ဒီချိန်တော့ Facebook ပေါ်မှာဆိုကြည့်လိုက်တာနဲ့ကျွန်တော်ပို့လေးပဲတက်တာကျွန်တော်ကစူးစမ်းမယ်ဆိုကျွန်တော်လည်းဖြစ်တာပေါ့အဲ့လိုမျိုးကျွန်တော်မစူးစမ်းဘဲနဲ့အဲ့လိုမျိုးရှိရနေတဲ့ပတ်စံ300 300လောက်ကိုဘွားကြီးထင်ပြီးကျွန်တော်သုံးလိုက်စားလိုက်နဲ့အေးဆေးဆေးသွားနေလိုက်တော့နေမှာနေတော့ကြတော့ကျွန်တော်လည်းလုပ်ငန်းတွေခေါ်မယ်ဆိုလို့ကျွန်တော်အသိမသွားဖြစ်တော့နေမှာပဲရှိရလိမ့်မယ်ရန်ကုန်မှာဆိုကျွန်တော်ရှိသမျှလုပ်တွေအကုန်လုပ်ကြတာဟိုအဲ့ကြတော့နေမှာဆိုကျွန်တော်လည်းအဲ့လိုမျိုးခေါ်တဲ့လုပ်တွေလည်းအသိမလုပ်နိုင်တော့သုံးနှစ်လောက်ကလည်းနည်းနည်းပျောက်သွားတော့ပြိတ္တနဲ့ဟာသွားအကဲရှိတဲ့ပတ်စံတွေကို ်ရွာမပြောင်းမဲနဲ့စုဆောင်ပြီးဒီမှာရှိတဲ့လုပ်ငန်းတွေအကုန်တွန်းကိုအောင်မြင်မှုစမ်းအတက်နေတဲ့အချိန်မှာအကုန်လုံးတွန်းပြီးစူးစမ်းမယ်ဆိုကျွန်တော်လည်းတိုက်တွေကားဖြစ်တာပေါ့ကျွန်တော်ကဘယ်လိုမစူးစမ်းလိုက်တဲ့အချိန်ပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ပါကိုယ်ပရိသတ်တွေခိုင်မာရှိရတဲ့အရင်အောင်မြင်မှုကတော့ဘနာနာပေါ်တော်တော်ဖြစ်လို့သာကျွန်တော်ကလိုမျိုးဖြစ်နေအောင်မြင်တာပေါ့လက်ရှိအချိန်ကြီးကိုအောင်မြင်မယ်ဆိုတော့ဒီထက်ပိုပြီးအောင်မြင်မယ်အနေထားပါပဲ